မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 5ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့နယ်မှာ MNDAA ကသိမ်းပိုက်ထားတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကလက်နက်ချအလင်းဝင်လာသူစစ်ကောင်စီတပ်ဖွဲ့ဝင်တဲ့မိသားစုဝင်၄၀၀၀ကျော်သွားပြီးတော့ ိခတ်မှုများမရှိသလောက်နှဲပါသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ3ရက်နေ့နေ့လယ်ပိုင်းကစတင်ပြီးတော့အရှိမောက်တိုင်းစစ်ဌာနချုပ်ပင်မကိုကဲရိတ်ဌာနနဲ့ရုံများကို MNDA တပ်များကသိမ်းပိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များတဖြည်းဖြည်းလက်နက်ချလာခဲ့ရာအခုနောက်ဆုံးမှာလက်နက်ချအလင်းဝင်သူစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်၄000ကျော်ရှိသွားပြီဖြစ်ကြောင်း MNDA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကရှင်းပြထားပါဗါ။အခုလက်နက်ချတာနဲ့အလင်းဝင်တာက၄000နဲ့9000ကျားမှရှိနေတဲ့နယ်မြေရှင်းလင်းရေးတွေဆက်ပြီးတော့လုပ်နေတယ် တနတ်တွေဖွက်ထားတာတွေရှိမရှိအဲ့ဒါတွေကိုအဓိကရှာဖွေပြီးတော့နည်းမြေရှင်းလေးတွေလုပ်နေတယ်စစ်သားတွေကလက်နက်ပါတာတွေရှိတယ်လို့လက်နက်မပါဘဲနဲ့အလန့်ဖြူကိုင်းအလင်းဝင်လာတာတွေလည်းရှိတယ်နည်းမြေရှင်းလေးကဆက်လုပ်ရအောင်ပဲပြစ်ခတ်မှုကတော့မနေ့ကအထိနည်းနည်းပဲရှိတယ်အခုကတော့တဖြည်းဖြည်းနေလာပါပြီလို့ MNDA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်လက်ရှိမှာလာရှုံမြို့နယ်တဝမ်းမှာ MNDA တပ်များကလုံခြုံရေးယူထားပေးပြီးတော့ ကင်းလဲမှုများလှုပ်ဆောင်နေတယ်လို့သိရပါဗါးလာရှိုးမျိုးကပြည်သူများပြန်လဲဝင်ရောက်လာလိုပါကဝင်ရောက်နိုင်ပြီဖြစ်ကြောင်း MNDA ရဲ့ရှေ့တန်းသတင်းအင်းမိကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလပီတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးအခြေစိုက်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုဆုံးရှုံးရပြီးတဲ့နောက်စစ်ကောင်စီကအမှတ်နှစ်ကာဆာထမှုဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးနဲ့ကကဆက်ညှို့မှု ဗိုလ်ချုပ်ရဲမြင့်နိုင်တို့ကိုဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကာထဆနှင့်မူဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကတော့ရမခစစ်စင်ရေးကိစ္စပဲဖြစ်ပါလိမ့်မယ်။ရမခတိုင်းစစ်ဌာနချုပ်ကြီးပါကြာသွားတဲ့အနေအထားမှာအရင်တိုင်းမှုအဟောင်းလေးအဖမ်းခံရတယ်။အဲ့ဒီကိစ္စကြောင့်လို့ပဲယူဆပါတယ်။နောက်တစ်ခုကတော့ဆက်သွယ်ရေးညွှန်ကြားရေးမှုဗိုလ်ချုပ်ရဲမြင့်နိုင်ဒီဖြစ်စဉ်မှာကတော့ရမခတိုင်းတိုင်းလုံးနဲ့စစ်ရုံးချုပ်နဲ့ကအဆက်အသွယ်ပြတ်သွားတယ်။ဇော်မဲလုံးတော်မှပဲဝန်ခံသွားတယ်။အဆက်အသွယ်ပြတ်တာစဖြစ်တဲ့နေ့ကလေးကဘာတဲ့ရင်းမှကိုမရတော့တာ ရင်တန်းစစ်ကူလိုက်တဲ့နေ့ကပေါ့အဆက်အသွယ်ပြတ်တောက်တဲ့အမှုပေါ့မင်းအောင်လိုင်းကစိတ်ဆိုးသွားတာသူတို့ရဲ့စစ်ဘုံချုပ်တွေကအဲ့ဒီလိုပဲတကယ်တကယ်စစ်မြေပြင်မှာဖြစ်နေရင်ဘယ်သူမှဖုန်းအားလည်းမသွင်းနိုင်ဘူးဆက်သွယ်လို့လည်းမရနိုင်ဘူးသူတို့ကိုယ်တိုင်သူတို့ရဲ့ရှင်တန်ရက်တွေမှုတော်မှမနှဲလုံနေရတာဒါပေမဲ့လည်းနောက်ဆုံးမှာတော့သူတို့တွေအဖမ်းခံသွားရပါတယ်လို့စီဒီအမ်ဘုံကြီးဇေယောကပြောကြားထားပါတယ်အချမ်းဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်း၎င်းသဘောမကျတဲ့သူများကိုယာဒူးကနေဖယ်ရှားပြီးတဲ့နောက်စစ်တပ်ဆက်သွယ်ရေးညှို့ကြားရေးမှုအသစ်ဖြစ်တဲ့ ဘုံမူချုပ်ဇေတူရကိုအသိခတ်လိုက်ပြီးတော့ဒုတိယဘိုးချုပ်ကြီးနေလင်းအောင်ကိုလည်းတက်မတော်စစ်စေးရဲ့အရာရှိချုပ်ဆိုပြီးတော့အသိခတ်လိုက်တယ်လို့သိရပါဗျ။အချမ်းဖတ်စစ်ကောင်စီကအသိခတ်လိုက်တဲ့ဒုတိယစစ်စေးရဲ့အရာရှိချုပ်ယာရူးဟာမင်းအောင်လှိုင်ရဲ့ကိုစားဒုတိယဘိုးချုပ်ကြီး ဗိုလ်ချုပ် level အဆင့်ရှိတဲ့ရုံးမှန်သမျှကိုစိတ်ကြိုက်ဝင်ရောက်စစ်ဆေးခွင့်ရှိတဲ့ယာရူးဖြစ်ပြီးတော့မင်းအောင်လိုင်ကတက်တွဲမယုံတင်တာတွေဖြစ်နေတယ်လို့သိရပါဗျ။သူ့ရဲ့လက်အောက်ငယ်သားများကခိုင်းတဲ့အတိုင်းမလုံဆောင်တာကိုသဘောပေါက်နေပြီဖြစ်ကြောင်း CDM ဗိုလ်ကြီးဇေယောကရှင်းပြထားပါဗျ။တက်မတော်စစ်ဆေးရေးအရာရှိချုပ်ဆိုတာကသူကမင်းအောင်လိုင်ရဲ့ကိုစားမထင်မထင်တဲ့ဒူတွေမှန်သမျှကြံတဲ့ဒုတိယဗိုလ်ချုပ်ကြီးဗိုလ်ချုပ် level တွေအဆင့်ရှိတဲ့ရုံးတွေမှန်သမျှကိုဝင်ဆက်လို့ရတယ်။ စစ်တပ်ထဲမှာကမင်းအောင်လိုင်ကမယုံသင်္ကာဖြစ်နေပြီအခုမှ तू ကအတွေးပေါက်တာဒီကောင်းလေးငါခိုင်းတဲ့အတိုင်းမလုပ်ဘူးဖြစ်ချင်တိုင်းကိုဖြစ်နေကြတာပဲဆိုပြီးပေါ့တကယ်ကဖြစ်ချင်တိုင်းကိုဖြစ်နေကြတာကကြားလာပြီလို့စီဒီအမ်ပိုကြီးစင်ရောကပြောကြားထားပါတယ်အချမ်းဘတ်စစ်ကောင်စီကပြောရေးဆိုခွင့်ရှိသူဇော်မဲလုံးကလာရှိုးရမခမှာစစ်ကောင်စီတပ်ဘက်ကအကောင်းဆုံးပြင်ဆင်ခုခံနိုင်ခဲ့ကြောင်း စစ်တီအရာရှိနဲ့ရဲမိန်များရွရွချွန်ချွန်ခုခံခဲ့ကြောင်းနောက်ဆုံးအချိန်အထိစစ်တပ်ကခုခံခဲ့ကြောင်းစစ်အရာရှိများဖမ်းဆီးခံရရကြောင်းကိုအကြပတ်ဇော်မဲလုံးကထုတ်ဖော်ပြောဆိုခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ထန်တလန်မြို့ဆောင်တပ်ဖြစ်တဲ့အချမ်းဘတ်စစ်ကောင်စီရဲ့စကမ်းကုန်းကိုအပိသက်သိမ့်ပိုက်ရရှိထားပြီးတော့ချင်းပြည်နယ်အစိုးရအလံကိုလွှဲထုလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဩဂတ်လ9ရက်နေ့မနက်6နာရီအချိန်ခန့်က ထန်တလန်မျိုးဆောင်တပ်ဖြစ်တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်အထိုင်စခန်းကိုချင်းပြည်နယ်အစိုးရတပ်များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာဒီကနေ့မနက်9နာရီခန့်မှာတိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားတချို့ဟာမျိုးရင်းထဲမှာရှိတဲ့ရဲစခန်းနဲ့ CB ဘန်စတဲ့နေရာများကိုစုခွာထွက်ပြေးသွားတယ်လို့သိရပါတယ်ထန်တလန်မျိုးမှာစစ်ခွဲတွေအ धिक အထိုင်ချတဲ့နေရာက9ခုလောက်ရှိတယ်အဲ့ဒီတွေကအ धिक ကြတဲ့တပ်ကုန်းကိုပဲတိမ့်နိုင်သေးတယ်ကြံတဲ့ရဲစခန်းတို့ CB ဘန်တို့ကကြံနေသေးတယ်လက်နက်ခဲကနေတိမ့်စီရမိတာတွေလည်းရှိတယ်ပြီးတော့တပ်ကုန်းကနေ CB ဘန်တို့ရဲစခန်းတို့မှာ ထွက်ပြေးသွားကြတာစခန်းကုန်းတွေကနေပြီးတော့လက်နဲ့ကြီးတွေရောလက်နဲ့ခဲရန်တွေကိုတိမ့်နိုင်ခဲ့တာတွေရှိတယ်တိတ်ဆုံးထိခိုက်တာတွေလည်းရှိတယ်အရေးအတွက်ဘလောက်လဲဆိုတာကတော့ပြောလို့အဆင်မပြေနိုင်သေးဘူးလက်ရှိကတော့နည်းမြေရှင်းလေးတွေလုံနေတော့မယ် လက်ရှိမှာတော့တက်ကုန်းမှာကျွန်တော်တို့ရဲ့အလံကိုလွှင့်ထုတ်လို့ရပြီလို့ CDF ထန်တလန်ကတာဝန်ရှိသူတူကပြောကြားထားပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာအချမ်းဘတ်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဩဂတ်စ်လ၄ရက်နေ့မနက်၁၀နာရီခန့်မှာတစ်ကြိမ်ညနေပိုင်းမှာတစ်ကြိမ်ဒီကနေ့ဩဂတ်စ်လ၅ရက်နေ့မနက်ပိုင်းမှာတစ်ကြိမ်စုစုပေါင်း၅ကြိမ်ခန့်ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချမ်းဘတ်စစ်ကောင်စီရဲ့အထိုင်စခန်းမှာခလိုက်ရခွန်ခွန်ခလိုက်ရ269နဲ့ ရဲတပ်ဖွဲ့ဝင်အင်အား120ခန့်ရှိတယ်လို့သိရပါဗျ။ထန်တလန်မျိုးသိမ်းတပ်ပွဲကိုဇူလိုင်လ22ရက်နေ့ကနေစတင်ပြီးတော့ ချင်းပြည်နယ်အစိုးရပူးပေါင်းတပ်ဖွဲ့များကဖော်ဆောင်ခဲ့ရမှာထန်တလန်မြို့နယ်ဟာခါမြို့နယ်ကြားမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်မခွန်ခွန်အထိုင်ချတဲ့နေရာဖြစ်တဲ့ရှေတန်းစခန်း9ခုထက်မနည်းတော့ကိုတိမ့်ပိုက်နိုင်ခဲ့ပြီးတဲ့နောက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ထန်တလန်မျိုးရင်းမှာကြန့်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဆက်လက်ရှင်းလင်းတိုက်ခိုက်နေတယ်လို့သိရပါတယ်။အခုထန်တလန်မျိုးကိုသိမ်းပိုက်နိုင်တော့မှဖြစ်တဲ့အတွက်ချင်းပြည်နယ်တပြည်နယ်လုံးကျွန်တော်တို့ရဲ့ပြည်သူလူထုလက်ထဲကိုရောက်ခါနီးပြီဆိုတဲ့အကြောင်းကိုပြည်သူလူထုတွေခွန်အားရအောင်လို့ပြောချင်ပါတယ်လို့၎င်းကဆက်လက်ပြောဆို ုခဲ့ပါတယ်အခုစစ်စင်ရေးဟာချင်းပြည်အစိုးရတပ်ဖွဲ့ရဲ့အမည်နဲ့စစ်စင်ရေးဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်တွေပါဝင်တဲ့ CDF ထန်တလန် CDF ဟာခါ CDF မတူဘီ CNA စတဲ့ချင်းတော်လိုင်းရေးအဖွဲ့အစည်း15ဖွဲ့ပူးပေါင်းကဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်မှာကြည်လွဲအဆောင်ရှိတယ်ဆိုပြီးတော့နာမည်ကြီးနေတဲ့ ဘုဆိုင်ဘူးရွာလက်နက်ကင်အုပ်ချုပ်ရေးမှုညွန့်မြိုင်ကိုပြစ်ခတ်တိုက်ခိုက်ရောက်ပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ9ရက်နေ့မနက်9:00နာရီအချိန်ကမှမင်းလာမြို့နယ်ဘုဆိုင်ဘူးရွာအုပ်ချုပ်ရေးမှုညွန့်မြိုင်ဟာဘုဆိုင်ဘူးရွာထိပ်တံတားအနီးမှာစိုက်ကယ်စီးလာတဲ့အချိန်တာယာဝတီခရိုင်တပ်ရင်း383ညနဲ့တပ်ခွဲလေးမြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ကရဲဘော်များကတနက်နေ့ဆက်နှက်ချက်ပြစ်ခတ်တိုက်ခိုက်ရာတစ်ချက်မှမလွဲပဲကွဲချင်းပြီးတိတ်ဆုံသွားခဲ့တယ်လို့သိရပါဗါတယ်တိတ်ဆုံသွားတဲ့ညွန့်မြိုင်ထံကနေပြီးတော့တနက်အတူတလက်လက်ပစ်ဘုံနှလုံးကြီဆက်6တောက်၄ခွဲတလက် ကြီကအင်ဂျီတစ်ထည်ဆိုင်ကယ်တစ်စီးမိုဘိုင်းဖုန်းတစ်လုံးငွေသား3,250ကျပ်မှတ်ပုံတွေတစ်ခုစစ်မှုထမ်းဟောင်းပင်စင်ငွေထုတ်တဲ့ကတ်တစ်ခုတို့တင်းစီရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီအုတ်ချုပ်ရင်းမှုညွန့်မြိုင်ဟာကြီလွဲအဆောင်ရှိတယ်ဆိုပြီးနာမည်ကြီးနေတဲ့စစ်မှုထမ်းဟောင်းအချမ်းဘတ်စစ်ကောင်စီတောက်တိုင်အမာခံတအုပ်ဖြစ်တယ်လို့သိရပါတယ်တော်လိုင်းတပ်ဖွဲ့များနဲ့ PDF ရဲဘော်များရဲ့အချက်အလက်များကိုစစ်တပ်ထံကိုထောက်လန်းသတင်းပေးပို့ခြင်း စစ်တပ်အလို့ကြပြည်သူများကိုအတင်းအကျပ်ချိမ့်ချောက်ပြီးတော့စစ်မှုထမ်းရန်လူစုပေးခြင်းနဲ့ငွေကြေးကောက်ခံခြင်းပြည်သူများကိုစစ်တပ်အားကိုနဲ့အမျိုးမျိုးဒုက္ခပေးနေတဲ့အတွက်2023ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကတော်လိုင်းတပ်ဖွဲ့များကသတိပေးပစ်ခတ်မှုကြောင့်တာဝန်ကနေနှုတ်ထွက်တယ်ဆိုပြီးတော့သတင်းလှည့်ခဲ့တာ အရင်ကတည်းကပြည်သူများအပေါ်မှာပုံမိုပြီးတော့ဖိနှိပ်လာခြင်းလက်နက်ကင်ရန်ကားလာခြင်းတို့ကြောင့်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းမြေဩပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ဒါအပြင်ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေသူများစစ်မှုထမ်းရန်အတင်းကျပ်လူစုချင်းနဲ့ချင်းချောက်ငွေကြေးတောင်းခံနေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တောက်တိုင်များကိုပြင်းပြင်းထန်ထန်အရေးယူသွားမှာဖြစ်တဲ့အတွက်အဲ့ဒီတောက်တိုင်များအနီးမှာပြည်သူများအနေနဲ့တော်လာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်မြေဩပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမြင်းမှုမျိုးနယ်ဝမ်းပြေကျေးရွာအနီးမှာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကားတစ်စီးကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား၅ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်စ်လ9ရက်နေ့မနက်8:32မိနစ်အချိန်မှာမြင်းမှုမျိုးနယ်အလကပကျေးရွာနဲ့ဝမ်းပြေကျေးရွာကြားမှာရှိတဲ့စီဆိုင်တစ်ခုမှာတပ်ဆွဲနေထိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာတံပြားကကားနဲ့မြင်းမှုမျိုးတွင်းကိုတွားရောက်ခဲ့ပြီးတော့ပြန်လည်ထွက်ခွာလာတဲ့အချိန်ဝမ်းပြေကျေးရွာအနီးအရောက်မှာပရိသာမိုင်း၃လုံးနဲ့မိုင်းဆွဲတိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိတဲ့လူတွေလည်းရှိတယ်လို့သိရပါဗါးသူတို့တဆွဲထားတဲ့စီဆိုင်ကနေမြို့တဲကိုခောက်တုတ်ခေါက်ပြန်သွားနေတာအသွားတော့ကတိတော့တိလိုက်တယ်မဆွဲဘဲနဲ့လွတ်ပေးလိုက်တာအပြန်ကြမှာအပိုင်ဆွဲလိုက်တာအခုကတေဆုံးဒဏ်ရာရတဲ့လူတွေကိုအရင်လိုမြို့ပေါ်ဆေးရုံပို့တာတို့ဘာလို့မလုပ်တော့ဘူးတဆွဲထားတဲ့နေရာမှာပဲဆေးကုတာတွေလုတ်တယ်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်တာတွေတော့ရှိတယ်လက်နက်ကြီးတွေနဲ့ပစ်တာဆိုရင်လည်းများတယ်တလုံးပဲကျွန်တော်တို့ရဲ့ရဲဘော်နားကိုကြားတယ်အဲ့ဒီတလုံးကမကွဲဘူးမကွဲတဲ့အတွက်အဲ့ဒီရဲဘော်ကပြန်ပြီးတော့ကောက်ယူလာတာလို့ Dog Killers People Defense Force မြင်းမူကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို Dog Killers People Defense Force မြင်းမူ DKPDF MMU ရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အချမ်းပတ်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်တိုက်ခိုက်ခဲ့တော့လေပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဘိတ်ပလောလမ်းပိုင်းမှာခရီးတက်တင်ကားပေါ်မှာပင်ကန်းဝတ်နဲ့အယောင်ဆောင်ပြီးလိုက်ပါလာတဲ့စစ်သားတအုပ်ကိုဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဇွန်လ20ရက်နေ့မနက်10:00နာရီအချိန်ကမှဘိတ်ပလောလမ်းပိုင်းမှာရှိတဲ့ပကဝကုန်းကြီးရွာအနီးမှာတောကြီးမွေဟောက်တပ်ဖွဲ့ King Cobra Force ကရဲဘော်များက ခရီးသွားပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်စစ်တပ်ထောက်တိုင်များစစ်တပ်အတွက်ရိတ်ခါတည်ယူပို့ဆောင်မှုများကင်းရှင်းစေရန်အတွက်လုံခြုံရေးအရာစစ်ဆေးမေးမြန်းမှုများဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။အခုလိုစစ်ဆေးမှုများလုံဆောင်ရမှာခရီးသည်တည်ယူပို့ဆောင်ရေးကာတစည်းပေါ်ကအချမ်းပတ်စစ်ကောင်စီတပ်သားတအုပ်ကိုရှာဖွေဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကောင်စီတပ်သားဟာသင်္ကန်းဝင်းနဲ့အယောင်ဆောင်ကလိုက်ပါလာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းဟာဘိတ်ခိုင်တရတဲ့တရင်ကလုတ်သက်၃နှစ်ရှိတဲ့တပ်သားမောင်ထွေးဖြစ်ကြောင်း တော်ကြီးမွေဟောက်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါဗျ။အယောင်ဆောင်စစ်ခွေးကနေမြေအခြေအနေလိုက်လံစုံစမ်းဖို့အတွက်လာတာကျွန်တော်တို့အသေးစိတ်ဆက်လက်သိရှိရဖို့အတွက်စစ်ဆေးတာတွေကိုဆက်လုပ်နေပါတယ်။အဲ့ဒီစစ်ခွေးကိုအေးအေးယူမှုအပိုင်းကတော့အထက်လူကြီးတွေဆက်လက်လှုပ်ဆောင်ပါလိမ့်မယ်လို့တော်ကြီးမွေဟောက်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။အဲ့ဒီအချမ်းဖတ်စစ်ကောင်စီတပ်သားမောင်ထွေးကိုစစ်ဆေးမင်းများမှုများပြုတ်လို့ရအတွက်စစ်တုံ့ပန်းဥပဒေနဲ့အညီထိမ့်သိမ်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့အချမ်းဖတ်စစ်တပ်ထောက်တိုင်များပြူစောထီးစစ်သားကားရံများနဲ့အနီးကပ်သွားလာခြင်းများကိုမပြုတ်လို့ကြရ န်တော်လိုင်းတပ်ဖွဲ့များကိုတပ်ဆွမ်းရနေရာများကနေပြီးတော့သတင်းအချက်အလက်များပေးပို့ခြင်း၊ကူညီထောက်ပံ့မှုများကိုပြုလုပ်ခြင်းနဲ့ပူးပေါင်းပါဝင်ပေးကြပါရန်တောကြီးမွေဟောက်တပ်ဖွဲ့ကမေတ္တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ